ွင့်ချစ်တဲ့ညနေမှာစိတ်ဤယူပေါင်းဆိုတဲ့ကောင်းစလေးနဲ့ပြောပါမယ်။စိတ်ဆိုတဲ့နေရာမှာဒီစိတ်ကတခါတရံကြရင်တတိနဲ့ထိမ့်သိမ့်ဆောင်းလျှောက်ထားပြီးတော့အကုသိုလ်မဖြစ်စေတဲ့စိတ်အကုသိုလ်ကိုလက်မခံတဲ့စိတ်ဖြစ်နေတဲ့အခါဒါစိတ်အေးချမ်းမှုကိုခံစားရပေမဲ့လို့ဒီစိတ်ကအကုသိုလ်တွေကိုလက်ခံတဲ့အခါအကုသိုလ်တွေကိုဝင်ခွင့်ပေးတဲ့အခါမှာတော့ စိတ်ဆင်းရဲရတာပေါ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့တရားတော်အရာဆိုလို့ရှင်တော့အိမ်မှာအမိုးရှိတယ်အဲ့ဒီအမိုးဟာမတိမတမိုးထားတာမျိုးလုံးလုံးကြုံကြုံမိုးထားတဲ့အိမ်မျိုးမဟုတ်ဘူးဆိုလို့ရှင်တော့အဲ့ဒီအမိုးမှာမလုံးကြုံတဲ့အတွက်ကြောင့်ဒီအမိုးကပေါက်နေတဲ့နေရာတွေကိုမိုးရေပေါက်တွေဖောက်ဝင်ပြီးတော့အိမ်ကိုဆိုးရွှဲသွားနိုင်စေတယ်ဒီလိုပဲ စိတ်ကလည်းပဲအကုသိုလ်တွေကို လက်ခံတတ်တဲ့ရိုးပေါက်တွေအများကြီးရှိနေမယ်ဆိုလို့ရှိရင်တော့တမထဝိပဿနာမပွားများပဲနဲ့နေရင်ရိုးပေါက်တွေရှိနေတဲ့အတွက်ကြောင့်ราคะဒေါသအစရှိတဲ့အကုသိုလ်တွေပေါက်ပြီးတော့ဝင်လာနိုင်တဲ့စိတ်ကရိုးပေါက်ရှိနေတယ်။ရိုးပေါက်ရှိနေရှိနေတဲ့စိတ်နဲ့ဆိုလို့ရှိရင်စိတ်ချမ်းသာမှုကိုဘယ်တော့မှမရဘူး။ဒါကြောင့်မြတ်စွာဘုရားက အိမ်တည်းရဲ့အမိုးကိုကောင်းကောင်းမိုးထားမယ်ဆိုရင်တော့မိုးရေပေါက်တွေယူစိမ့်ပြီးကြာမလာနိုင်ဘူးပဲဒီစိတ်ကိုလည်းပဲသမထဝိပဿနာအဲ့ဒါတွေနဲ့ကောင်းကောင်းပွားပြီးတော့ဆောင်ရှောက်ထိန်းသိမ်းထားရမယ်လုံအောင်ထိန်းသိမ်းထားရမယ်အဲ့သမထဆိုတာကတော့မေတ္တာပွားတယ်ကုံတော်ပွားတယ်စားတဲ့တရားတွေဝင်တဲ့အတွက်တက်ကလေးတွေရှူတယ်ဝိပဿနာဆိုတာကတော့ လောကကြီးတစ်ခုလုံးမြင်ရတာတွေကိုကြားရတာတွေရောကျုံရတာတွေကို မမြင်ဘူးလို့ဆင်ခြင်တာအဲ့လိုမမြင်ဘူးဆင်ခြင်နိုင်တဲ့ဉာဏ်ရောက်တဲ့အထိပွားများပြီလို့နေတာအဲ့ချိန်ကျတော့စိတ်ကအကုသို့ကိုလက်မခံဘူးစိတ်ကလုံခြုံတဲ့စိတ်ဖြစ်တယ်ယူပေါင်းမရှိတဲ့စိတ်နဲ့ဆိုတော့စိတ်ဆင်းရဲစရာအကြောင်းလေးလည်းရောက်မလာတော့ဘူးပေါ့သူများကမကျေနပ်ဘူးဆိုတာမျိုးတွေလည်းရောက်မလာဘူးအာသူတစ်ပါးကိုဖြတ်ဆီးခြင်းနဲ့ဆိုတဲ့အရာတွေလည်းရောက်မလာဘူး အများပေးတဲ့အရာတွေလည်းကိုယ်စိတ်ထဲကိုဝင်မလာတော့ဘူးကိုယ့်ရဲ့ကိုယ်ကအသိလေးတတိလေးနဲ့ပဲကိုယ်စိတ်ကိုယ်ကိုထိန်းနေတယ်တရားဆင်ခြင်နေတယ်မေတ္တာပွားနေတယ်ဒီစိတ်ကိုနည်းနည်းလေးမှအညစ်အကြေးနဲ့အဆုံးအထင်မှခံဘူးအဲ့တော့အေးအောင်ပဲနေတယ်စိတ်ချမ်းသာအောင်ပဲနေတယ်စိတ်ချမ်းသာစရာပဲတွေးတယ်ကုသိုလ်အာရုံပဲထားတယ်အေးပြီ ိတ်ကလုံခြုံတဲ့စိတ်ဖေတော်မှာဆင်မဆင်ရတော့ဒါကြောင့်ကပ္ပသူကပ္ပသားအပေါင်းကိုစိတ်ကိုကိုအလိုတတိလေးနဲ့တောင့်ကြည့်နိုင်ပြီးတော့အဘုဒ္ဓတွေဝင်လာနိုင်တဲ့ယူပေါက်တွေမရှိအောင်ထိနိုင်ပါစေလို့စတောင်းပေးတဲ့ယူပေါက်မရှိတဲ့စိတ်ကလေးနဲ့အမြဲတမ်းပျော်ပါစေအမြဲတမ်းအေးချမ်းပါစေကပ္ပသူကပ္ပသားအပေါင်းအမြဲဖြူစင်တဲ့စိတ်နဲ့အေးချမ်းပါစေငြိမ်ချမ်းပါစေ